မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းတာပေါင်းမြို့နယ်နဲ့လင်းနန်နာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်ခွေးတပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့အပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အရခတ်တတော် AA နဲ့ပူပေါင်းတပ်တွေတိုက်ခိုက်နေတယ်။ AOD တိုင်းကစစ်နဲ့နာရီစီကိုပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးတော့စစ်တပ်ကရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်က စစ်ခွေးတိုက်ရဲ့တိုက်ရင်တွေပို့ဆောင်ထားတာဖြစ်တယ်လို့သိရပါတယ်။အေယဝရီတာပေါင်းမြို့နယ်တာပေါင်းကလေးကြီးွာအနီးနဲ့လေးမြနာမြို့နယ်ဆက်ဆက်ရိုးချင်းလေကြီးွာအနီးပတ်ဝန်းကျင်မှာအော်တိုဘာလဇန်းကစပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။အရာရှိတွေပါထိတာဗျ။ကျွန်တော်တငယ်ချင်းဘုံမှုဆိုရင်တာပေါင်းကိုရောက်တာမကြသေးဘူး။ AAS စနိုက်ပါထိပြီးရှော့သွားတယ်လို့ ပသိန်တို့ကအနောက်တောင်တိုင်းစစ်ဌာနချုပ်နာဒါခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပြထားပါဗါးတာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ66လက်အောက်ခံတိုင်ရင်းတွေဖြစ်တဲ့ခမရ၄ခမရ၅ခမရ၆ခမရ10ခလာရ35ခလာရ80နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိန်လက်အောက်ခံတိုင်ရင်းတွေဖြစ်တဲ့ခလာရ63ခလာရ2ခွန်တက်တို့ရှိနေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါဗါး အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရွှေတန်းကနေထွက်ပြေးလာလို့ဖမ်းဆီးရမိသူ20ကျော်လက်နက်ထအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့အေအေဘက်ကထုတ်ပြန်ထားပါတယ်။ တာပေါင်းနဲ့လေးမျက်နှာမှာကတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်နေတာဒီကိုက်တင်ဆောင်မှုတွေများတယ်တရင်ကတော့တိကျထုတ်ပြန်ထားတာမရှိဘူးလို့အေအေနဲ့မဟာမိတ်တပ်ဖွဲ့ကတရင်ရင်းမြစ်ကပြောပြထားပါတယ်လက်ရှိတိုက်ပွဲတွေကြောင့်စစ်တပ်ကဒီကိုက်တင်ဆောင်မှုစရင်ကိုတော့တေချာမသိရသေးဘူးလို့ပြောပါတယ်စစ်ခွေးတပ်ကအေအော်ဒီတိုင်းကစစ်နယ်နာရီစီကိုရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့အခြေစိုက်စစ်စင်ရေးကုကဲမှုဌာနချုပ်စက်ကဖဆက်ခေါ်လက်အောက်ခံတိုင်ရင်နေနဲ့ မော်ပြည်နယ်ကတိုင်ရဲတချို့ကိုပို့ဆောင်ထားတာပဲဖြစ်ပါတယ်။ကာပေါင်းနဲ့လေးနံနာမြို့နယ်ဟာရခိုင်ပြည်နယ်၊ကွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။2024ခုနှစ်နောက်ပိုင်းကကွားမြို့တိုင်းတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများခဲ့ပါတယ်။သေဆုံးခဲ့တဲ့ဒုရီထဲမှာတမ22တမမှုဘုံမူကြီးအောင်နေမျိုးနဲ့တမဆက်တဲ့တမမှုဘုံမူကြီးတန်းဆိုးဝင်းတို့ပါဝင်တယ်လို့အေအေဘက်ကထုတ်ပြန်ခဲ့မှုပါတယ်။ကာပေါင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲတွေထဲမှာလည်းကာပေါင်းမြို့မှာရဲစခန်းမှု သူရဲမူဝင်းလိုက်အေရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးခဲ့ဘူးပါတယ်ဒါအပြင်လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေဟာ AOD တိုင်းနဲ့လားဟင်္ဒရာအင်ဂဘူးရေကြီးမြို့နယ်တွေနဲ့လည်းဆက်ဆက်နေပါတယ်လင်းညံတော်မြို့နယ်ဟာဟင်္ဒရာခေိုင်ကွင်းကောက်မြို့မှာရှိတယ်စစ်တပ်တမ်းမြေလေကြီးအကြောင်းတတကငားနယ်လည်းမိုင်းအနေငယ်သာကွာဝေးတယ်လို့သိရပါတယ်အခုရပိုင်းမှာစစ်တပ်ကတတကငါးကိုအင်အားတွေအများပြဖြစ်တင်းနေသလိုအဲဒီကနေပြီးတော့လဲလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေများပြားနေတယ်လို့စုံစမ်းသိရှိရပါတယ် လက်ရှိမှာတာပေါင်းနဲ့လေးမျက်နှာအပြင်ဘကိုးတိုင်းဗရောင်းမြုံနယ်တဲကကပ္ပစ16အနီးညောင်တိုးကျေးရွာကနေလီလာတောင်ပတ်ဝန်းကျင် မကွေးတိုင်းငဖဲမြုံနယ်ကနေနိုင်ငံဗျူဟာဂုံးနေမှာလဲတိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ကနိုဗ ెంబ ာလ17ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးအောင်သက်စာရက်ကွက်အုပ်ချုပ်ရင်းမှုအောင်အောင်နဲ့ပြူစောတိခေါင်းဆောင်အားပေါင်းတို့ပူးပေါင်းပြီးတော့ရဲတပ်ဖွဲ့အရာရှိအငိမ့်စားရဲ့နေအိမ်တအိမ်ကို ဓမြဝေတိုက်ခဲ့ရာယာရင်ချင်းဖမ်းဆီးခံလိုက်ရပြီးတော့ထောင်ဒဏ်15နဲ့6မှတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ညပိုင်းကကလေးမျိုးအောင်သက်စာရက်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအောင်အောင်ဟာ စိတ်ခွေးတက်ကဒုအရာခံဘူအောင်ဝင်းဆိုရဲ့တာပြူစောတိခေါင်းဆောင်အားပေါင်နဲ့ပူပေါင်းပြီးတော့တာဟန်ရက်ကွက်မှာရှိတဲ့ယာရူကြီးအငိမ့်စာရဲအရာရှိကြီးရဲ့နေအိမ်ကိုဓမြဝယ်တိုက်ကငွေကျပ်3000တောင်းတောင်းယူခဲ့တယ်လို့သိရပါတယ်အခုလိုတောင်းယူတဲ့ငွေကိုအင်ရှင်များကပေးအပ်ခဲ့ပြီးတော့ဖုန်းဆက်တိုင်ချောင်းဖန်းစီခိုင်းတဲ့အတွက်ညာရင်းချင်းဖန်းစီခံလိုက်ရတယ်လို့သိရပါတယ် ။အုတ်ကြီးအောင်အောင်ရဲ့မတူးကားထဲမှာ၃လေးယောက်ပါတယ်။နောက်ပြီးတော့ကလေးမျိုးစစ်တပ်တစ်ခုရဲ့ဒုအရာခံဘိုးရဲ့သားကပြူစောတိဖြစ်နေတာ။အဲ့ဒီစစ်ခွေးအုပ်စုနဲ့အုတ်ကြီးအောင်အောင်တို့ပူးပေါင်းပြီးတော့ဓမြဝင်တိုက်တာ။3000တောင်းတယ်။အင်ရှင်ကလည်းတောင်းတဲ့3000ကိုပေးလိုက်တယ်။ ပေးလိုက်ပြီးတော့မှဖုန်းဆက်လို့သူတို့အချင်းချင်းပြန်ဖမ်းတာအကုန်လုံးကိုညာရင်းချင်းဖမ်းမိတယ်လို့သိရတယ်။အဲ့ဒီလိုဖမ်းပြီးတော့အကုန်လုံးကိုထောင်ဒဏ်15နှစ်ချလိုက်ပြီလို့ကလေးမျိုးတရင်အေးမျိုးကပြောပြထားပါရတယ်။ဓမြတိုင်းမှုကျွလွန်ခဲ့တဲ့အောင်သက်စာရက်ွက်အုပ်ချုပ်ရေးမှုအောင်အောင်ဟာစစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်ရက်ွက်အုပ်ချုပ်ရေးမှုဖြစ်လာတဲ့အချိန်ကစပြီးတော့လူငယ်များကိုနေအိမ်တွေအတွင်းကိုဝင်ရောက်ခွင်းစီကငွေငှက်ချင်းချင်းချောက်ချင်းတို့ကိုလုံဆောင်နေသူဖြစ်တယ်လို့သိရပါရတယ်။သူကြောင့်လူငယ်အများအပြားဖမ်းဆီးခံခဲ့ရတယ်လို့ပြောပါတယ်။ အခုသူ့ကိုအမှုတွေအများကြီးနဲ့ဆွဲထားတယ်လို့ကြားတယ်။သူအခုလိုဖြစ်သွားတော့အောင်တက်စာရက်ွက်မှာနေတဲ့ပြည်သူတွေကတော့တော်တော်လေးကိုပျော်ရွှင်ပြီးခုံပေါက်နေကြတယ်။သူမရှိတော့တော်တော်လေးကိုအေးချမ်းသွားပြီဆိုပြီးတော့ပျော်နေကြတာပါ။သူပေးတဲ့ဒုက္ခတွေကတော်တော်ခံစားခဲ့ရတာလေးလို့ကလေးမျိုးနေပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမောင်း။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကမြန်မာအချင်းချင်းဘန်ငွေ10သန်းဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျူးလွန်တဲ့သူတွေဟာဘန်ကောက်မြို့ဖက်ခနုံအရမာဖွင့်လှစ်ထားတဲ့မြန်မာလူထုမှဗီဇာတိုးဝန်ဆောင်မှုလုပ်ငန်းရဲ့ငွေတွေကိုခိုးယူသွားတာဖြစ်တယ်လို့ကာယကံရှင်ဖြစ်တဲ့လင်းနာကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်။ ခိုးယူသူတွေဟာအဲ့ဒီလုပ်ငန်းဦးစီးလုပ်ကန်သူလင်းနာနဲ့တငယ်ချင်းအရင်အခြားကြီးတွေဖြစ်ပြီးတော့အခန်းကိုပုံမှန်လာလည်နေကြသူတွေဖြစ်တာကြောင့်ကွန်ဒိုရဲ့ဓာတ်လေကားတော့ကိုပေးထားခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ကွန်ဒိုအခန်းဟာလက်ဘွေဒါမှမဟုတ် password နှိပ်ပြီးမှသာလျှင်အခန်းထဲကိုဝင်လို့ရတာဖြစ်တာကြောင့်ကျူးလွန်သူဟာဝရန်နာမှန်တကားကိုဖြတ်ပြီးတော့အခန်းထဲကိုဝင်ပြီးဘဏ်ငွေ၁၀တန်းကိုခိုးယူသွားတာဖြစ်တယ်လို့သိရပါတယ်။ ပုံမှန်ဆိုရင်လေးနာကအလုတ်များတဲ့သူမဟုတ်လို့ယုံကကလေးတယောက်ကိုအမြဲတမ်းလေးနာနဲ့အတူကိုယ်တို့မှခေါ်ထားပြီးတော့လေးနာနဲ့ဖုန်းကူဖြေခိုင်းတာတွေလုပ်ခိုင်းပြီးညအိမ်ညနေလဲထားတယ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စက်တလ2025ရဲ့နေ့ကရုပ်ပိတ်ရဖြစ်နေလို့လေးနာအခန်းမှာဘယ်သူမှအိမ်ဆောင်မထားခဲ့တာပါလို့လေးနာကပြန်ဖြေရှင်းတာပါတယ်လုံငန်းရှင်လေးနာဟာ အလုတ်ခရီးအပြင်မှာအကန့်ကိုဖောက်ထွင်းခံလိုက်ရတာကိုသိရှိပြီးတဲ့နောက်နိုဗ ెంబ ာလ10ရက်နေ့မှာထိုင်းရဲ့တပ်ဖွဲ့ကိုတိုင်ကြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်နိုဗ ెంబ ာလ17ရက်နေ့မှာဖောက်ထွင်းခိုးယူမှုကျူးလွန်ခဲ့သူမြန်မာ3ယောက်ကိုထိုင်းရဲ့တပ်ဖွဲ့ကဟိုတယ်တစ်ခုမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပခိုးတွေကိုဖမ်းမိတဲ့အချိန်မှာငွေသားဘက်ငွေ88သိန်းသာလက်ဝယ်ပြန်ရခဲ့ပြီးတော့ကျူးလွန်သူတွေဟာရွှေတွေတံမိုးကြီးတဲ့ပစ္စည်းတွေကိုဝယ်ယူထားတာကိုတွေ့ရတယ်လို့ပြောပါဗျ။လက်ရှိမှာတော့ ကျူးလွန်တဲ့တခိုးသုံးအောင်ကိုညအချိန်ခိုးမှုကျူးလွန်မှုအစာအုပ်ကိုဖောက်ထွင်းဝင်ရမှုခိုင်းနိုင်ငံအတွင်းတတ်တန်းလွန်နေထိုင်မှုတွေနဲ့အတူအမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့မာလဲရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ညနေ9:00နာရီကမှမရရမြို့နယ်ဘက်ကနေစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့စင်ကူးမြို့နယ်မာလဲရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ရဲ့ဒရုန်း၄လက်ကနေတက်လာတဲ့ Jet Fighter တစ်စီးက ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်းပြည်သူ၅ဦးသေဆုံးပြီးတော့ပြည်သူ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်စာတင်ကြောင်းဝင်းအပါဝင်းအနီးနားမှာရှိတဲ့အဆောက်အဦ၃လုံးလည်း ထိမှန်ပြက်စီးခဲ့ရတယ်လို့သိရပါဗျ။မာလဲယွမ်စတင်အကြောင်းကိုတရဲဦးလေတပ်ကနေတက်လာတဲ့ Jet Fighter ကလေကြောင်းကနေဘုံကျဲသွားတာပါ။ဒီသူ၅ဦးသေဆုံးပြီး၅ဦးထက်မနေတိုင်ရရသွားတယ်။စတင်အကြောင်းအပါဝင်အနီးနားကအဆောက်အဦ၃လုံးနဲ့ပြက်စီးသွားပါတယ်။အဲ့ဒီနေရာကမရီယာဘက်ကနေလာရောက်တဲ့စစ်ပေးရှောင်ပြည်သူတွေနေထိုင်တဲ့နေရာပါလို့စင်ကုန်းမြို့နယ်ပကဖသတင်းတာဝန်ခံကိုတန်မဏိကရှင်းပြထားပါတယ်။လက်ရှိချိန်မှာအကြမ်းမဆိတ်ခွေးတက်ကစင်ကုန်းမြို့နယ်အတွင်းစစ်ပေးရှောင်ပြည်သူများကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အတွက်ကြောင့် မြို့နယ်အတွင်းထုတ်ပြန်ထားတဲ့လေကြောင်းသတင်းများကိုပြည်သူများအာရုံစိုက်ကနားထောင်ပြီးတော့နေထိုင်ကြရန်မိတာရက်ခံထားကြောင်းကိုတန်မဏိကပြောဆိုထားပါတယ်။အလားတူပဲနိုဘမာလ9ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကစင်ကုမြို့နယ်ဖေပြည်ကျေးရွာစတင်ကျောင်းနဲ့နောင်ကုန်းကျေးရွာကိုဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခတ်မှု၅ချိန်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မရရမြို့နယ်ဘက်ကနေလာတဲ့စစ်ဘေးရှောင်ပြည်သူ၄ဦးသေဆုံးပြီးပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ခွေးတပ်ကသူတို့ကျင်းပမဲ့အတုရောင်ရွေးကောက်ပွဲနီလာလီလီဝါရဖြတ်မှုတွေပုံမှုလှုပ်ဆောင်လာတယ်လို့ရွေးကောက်ပွဲအပေါ်မှာဝေဖန်သူတွေကလည်းဖိနှိပ်ဖမ်းဆီးမှုတွေပုံမှုလှုပ်ဆောင်လာရာအခုဆိုရင်ရွေးကောက်ပွဲဥတွေနဲ့ဖမ်းဆီးခံရသူ89ယောက်အထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AAPB ကနေကောက်ယူထားတဲ့စာရင်းအရာစစ်ခွေးတပ်ကမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥတွေကြောင့်ဖမ်းဆီးခံရသူ 89ယောက်ရှိပြီဖြစ်ပြီးတော့အဲ့ဒီထဲကမှ54ယောက်ရဲ့စရင်တွေကိုအတီးပြုတ်နေစေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစရင်ဟာလက်လန်းမီတလောက်ကောက်ယူထားတာဖြစ်တဲ့အတွက်တကယ်တမ်းမြေပြင်မှာဖမ်းဆီးခံရသူအရေအတွက်ဟာဒီထက်ပုံမုံများပြားနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြမ်းမစစ်ခွေးတိုက်ရဲ့မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရသူစုစုပေါင်း19955ယောက်ရှိပြီးတော့အဲ့ဒီထဲကမှ2638ယောက်ကထိမ့်သိမ်းခံထားရဆဲဖြစ်ပြီးထိမ့်သိမ်းခံရတဲ့သူတွေက ပေါင်း1356ယောက်ကခေါင်းတန်းချမှတ်ခံထားရတယ်လို့ဆိုပါရယ်စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့2022ခုနှစ်ကနေလက်ရှိ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အထိအကြမ်းဖက်စစ်ခွေးတပ်နဲ့လက်ပါစီတွေကြောင့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း9458ယောက်တင်ဆုံးခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကြိုးဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ